အားလုံးမိကြပါရှင်တမီးတို့ကတော့ evening grace ကလူကြူရာဖြစ်ပါရှင်တမီးတို့ဒီနေ့မှာကတော့ social skill apprentice ကိုအချက်၃ချက်နဲ့ဒီဆက်ပြတ်တာပြကြမှာဖြစ်ပါရှင်မတင်ဆက်ခင်မှာတမီးတို့ကိုအခုဒီ presentation ကိုလောက်ခွင့်ပြီးရဲ့ဒီ schedule ကိုကျေးဇူးတင်ရှိပါ အော်အရင်ပြောကြချင်ပါရှင့်ဒါအရင်ကြီးအရင်ကြိုးရှိပြီးတမျိုးတိထားတင်တဲ့အကြောင်းအရာလေးဖြစ်ကြကြောင်းဖြစ်ပါရှင့်အေးဆက်လိုက်ကြရအောင်ရှင့် empty ဆိုတာဘာလဲ empty ဆိုတာကတော့တဦးတယောက်ရဲ့ခံစားချက်တွေကိုနားလည်ပြီးပြန်လည်ခံစားနိုင်ခြင်းဖြစ်ပါတယ်အတခြားသူဤတယောက်ရဲ့ခံစားချက်တွေကိုသိရှိပြီးတော့သူတို့အကြောင်းစိတ်ခံစားမှုတွေကိုအသေးစိတ်မှထည့်သွင်းပြီးတော့ ရှုမြင်နိုင်ခြင်းဖြစ်ပါတယ်။ empathy ကလူလူအကြမ်းလူအကြမ်းမှာဆက်ဆံရေးဆက်ဆံလူအကြမ်းအဲလူမှုရေးလူမှုရေးဆက်ဆံလူမှုရေးဆက်ဆံကြိုင်းမှာအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။တို့ပါတရှင်။သူများနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ဖွဲ့စောင်းသူများနေကောင်းမှုနဲ့ဆက်ဆံရေးဖွဲ့စည်းရဲ့ခါမှဆိုရင်အခါမှဆိုလို့ရှိရင်တိကလုပ်ပါတယ် MD မှာကိုယ်ဝန်ခံစားချက်တွေကိုလည်းရှုမြင်နိုင်ပြီးတော့တခြားသူတယောက်ရဲ့အချင်းကြီးမေတ္တာအစိတ်တရားတွေကိုနားလည်ခြင်းတရားမှုတွေကိုစဉ်းစားခြင်းတွေပါဝင်ပါတယ် PR ဟာ လူသားလူအများလူများအခြားဆက်ဆံရေးရဲ့ TDD တည်ဆောက်ခြင်းမှာအရေးကြီးပါရဲ့ MD ကလည်းအနာဂတ်အနာဂတ်မှာခန်းစားချက်တွေပဟိနိတဲ့အစိတ်ခံစိတ်တန်ရာများကိုဖြေရှင်းရမှာကုညီနိုင်ပါရဲ့ MD ကိုအပေါ်မှာအကျိုးရှိရဲ့လူမှုဆက်ဆံရေးတည်ဆောက်ခြင်းအသက်အရေးကြီးပြီးတော့အလူတွေကိုနားလည်မှုချင်းချင်းနဲ့အားပေးမှုများပေးနိုင်ရန်လိုအပ်ပါရဲ့ Yeah. So positive attitude ဒီမှာတခြားသူတယောက်ကိုစိတ်ခံစားချင်တာအမြင်များအခက်ခဲများကို တွေးတောသိမြင်ပြီးနိုင်ခြင်းသာနာနာလေးပြီးနိုင်ခြင်းကိုဆိုလိုပါတယ်။တနည်းအားဖြင့် perceptive thinking ဖြင့်ပေါ်ဆောင်ကြပါတယ်။ cognitive attitude ရှိသူတို့သည်တခြားသူတယောက်ဤနေရာတွင်မြောက်ပြီးသူတွေးတယ်လို့သူမြင်တယ်လို့တွေးနိုင်နိုင်သည့်သိဆွမ်းရရှိကြပါတယ်။ ဥပမာဆွေးနွေးညီညာကြသည့်အခါမြင်းခုန်ကြသည့်အခါတွင်ကိုယ်အမည်ကသာလျှင်အမှန်ဖြစ်သည်ဟုတရားကြည်ဆွေးကင်ထားပေခြားသူတယောက်၏နေရာမှနေ၍လည်းဝင်ပြီးမြင်အောင်ကြည့်ပေးနိုင်။ဓာတ်လေးပေးနိုင်နဲ့ဆာနာပေးနိုင်နဲ့ကိုစုလို့ပါ။ဤနေရာတွင် အထူးသဖြင့်သူတင်တီအချက်တစ်ချက်မှာ cognitive affinity ရှိသူတို့သည်သူတစ်ပါး၏အခက်အခဲများကိုမျှဝေခံစားရထက် သူတပားတွေးသည့်ခံစားသည့်အရာများကိုသိမြင်ပေးနိုင်။မျှဝေပြီးခေါ်ပေးနိုင်ဒီကိုပုံရိပ်စုဒုတိယအချက်အနေနဲ့ကတော့ emotional empathy စိတ်ခံစားတတ်မှုနဲ့ဆန္ဒတတ်မှုပဲဖြစ်ပါတယ်။ emotional empathy ဆိုတာဟာသူတစ်ပါးရဲ့နေရာမှာဝင်ရောက်ခံစားပေးနိုင်တဲ့အိတ်ပိုင်းမျိုးရှိခြင်းကိုဆိုလိုပါတယ်။တနည်းအားဖြင့် emotional empathy ကို emotional contagion ဟုလည်းခေါ်ဆိုနိုင်ပါတယ်။ကိုယ့်ရဲ့တကူရဲ့ပြည်ကြီးခံစားရမှုမျိုးစိတ်ခံစားမှုအချင်းချင်းကိုဆက်တာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ဥပမာရုပ်ရှင်ကြည့်တဲ့အခါမှာဝမ်းနည်းစရာဇဝင်ခံပါပါရင်လက်ငုံမိတာမျိုးမတရားလုပ်ခံရတဲ့ဇဝင်ခံပါရင်စိတ်ထဲမှာလိုလိုဒေါသထွက်မိကြတာမျိုးဟာ emotional empathy အလွန်အကောင်းလိုပဲဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ထပ်ပြောရမယ်ဆိုရင်မိရှိတယောက်စိတ်မကောင်းနေရင်အော်သူစိတ်မကောင်းနေရပြီအဲ့လိုစိတ်ကလိုလိုတည်ခြင်းတာမကကိုယ်တိုင်ကလည်းစိတ်မကောင်းဖြစ်သွားတယ်လို့ခံစားရပါတယ်အဲ့ဒါကတော့ emotional empathy ပဲဖြစ်ပါတယ်ဒါကို sometimes empathy empathy လို့လည်းခေါ်ကြပါတယ်တင့်မှာ emotional empathy ရှိနေတဲ့အခါမှာဆိုရင်တော့တခြားသူရဲ့နာကျင်မှုကိုသူတို့နာကျင်တယ်လို့ကိုယ်ကလည်းနာကျင်တယ်လို့ခံစားတတ်ပါတယ် သူတို့ရဲ့စိတ်အခြေအနေကိုလည်းခံစားနိုင်ပါတယ်။နောက်ပြီးတော့ပုံပြီးကျင်းတတ်လာပါတယ်။ဒီချက်တွေတင်မှရှိနေပြီရှိရှိနေပြီဆိုရင်တော့ဒီချက်ပေါ့တင်မှလေ emotional empathy ရှိနေပါပြီနော်။ဒါနဲ့တင်တို့ကတင်တို့ရှိမှ emotional empathy ရှိတယ်လို့တည်ပူကြလား။ အပတိမှာဆိုရင်ကိုရိုင်းခန်းစားချက်တွေကိုလည်းရှုမြင်နိုင်ပြီးအခြားသူတယောက်ရဲ့အခြေအနေမြစ်တာစိတ်တရားကွေကိုလည်းနားလည်ပေးခြင်းတယောက်မှုတွေကိုစဉ်းစားပေးခြင်းတို့ပါဝင်ပါတယ်။ဒီနေရာဟာလူများကြားဆက်ဆံရေးရဲ့အထွေထွေတိစောက်ခြင်းမှာလည်းအရေးကြီးပါတယ်။အပတိကလည်းအနာဂတ်တွေခန်းစားချက်တွေပဏိပခတွေစိတ်တရားများကိုဖြည့်ရှင်းရမှာလည်းကုညီနိုင်ပါတယ်။အပတိကိုပုံမှုကျိုးရှိရဲ့လူမှုဆက်ဆံရေးတိစောက်ခြင်းရဲ့အတွက်အရေးကြီးပြီးလူတွေကိုနားလည်မှု ိုချစ်ချင်းနဲ့အားပေးမှုများပေးနိုင်ရန်လိုအပ်ပါတယ်။အပန်ဒီရှိကြီးကြလူမှုဆက်ဆံရေးပုံမကောင်းမလာပြီးအလို့အဖွဲ့မှာလည်းပုံမထရောက်တဲ့အခွဲလိုက်လှောက်ဆောင်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ compassionate empathy compassionate empathy ဆိုတာ တခြားတယောက်ရဲ့နေရာမှာဝင်ရောက်ခံစားပြီးပြီးတော့ခံစားနေရတဲ့ဝေဒနာများကိုတက်တန်အားဖို့အဲဝင်ရောက်ကူပြီးရဲ့အထိပါဝင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။တခြားတယောက်တခြားသူတယောက်ခံစားနေရတာတိုင်းကိုသိမြင်နားလည်ပေးတယ်လို့မျိုး connective empathy ၊မျှဝေခံစားပေးတယ်လို့မျိုး emotional empathy ၊ဒီထက်သူခံစားနေရတာတွေကိုရှော့ပါရော့ပါတက်တာသွားအောင်စိတ်ရောကိုယ်ပါ လုံးဆောင်ပေးလိုက်တဲ့လူမျိုးကို conventional empathy လို့ခေါ်ဆိုရင်ဥပမာကိုရှိမှတယောက်ကအနိုင်ကျင့်ခံနေရတာခံနေရတာကိုတွေ့ရခါအဲ့ဒီဒီဘက်ကဒီရက်တည်ပြီးတော့သူ့အသက်ကူညီပေးတာမျိုးဟိုဆိုလိုပါတယ် conventional empathy ဟာ conventional empathy ကိုလူတိုင်းထားနိုင်ဖို့ခက်ခဲတယ်လို့အမြဲထားနိုင်ဖို့လည်းမလဲဘူးပေါ့အပြေပါလို့လဲဆိုတော့ အဲလူတယောက်အနေဖြင့်တခြားသူတယောက်ရဲ့ဆင်းရဲဒုက္ခတွေနာကျင်မှုတွေအများမျက်ဝေခံစားပြီးတော့ကုသပေးဖို့မဖြစ်နိုင်လို့ပဲဖြစ်ပါရင်ရှင်ဆက်ပြီးတော့ Evening Grace ရဲ့ Group 2မှာ Recitation လေးကိုကြည့်ရှုပေးကြရဲညီကမမမများတရှိထွန်းစုထူးတင်ရှိပါရဲ့ရှင်ဒီ Recitation လေးကိုလောက်ခွင့်ပေးရဲ့တရှိကြီးကိုလည်းထပ်မံကျေးဇူးတင်ရှိပါရဲ့ရှင်တာယာတော်ညချန်လေးကိုပတ်စံနေကြပါသည်ရှင်